ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးသားမယ့်အကြောင်းအရာတော့အမေရိကန်နဲ့တရုတ်တို့ရဲ့အကျိုးစီးပွားအပြည့်မှုတွေကြားတွေကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါသုံးသပ်မျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့အားလုံးနဲ့သိရတဲ့အတိုင်းပဲဒီနေ့ကမ္ဘာနိုင်ငံရေးအခင်းကျင်းမှာအမေရိကန်နဲ့တရုတ်တို့ဟာကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးမှာဒါအဓိကကြတဲ့အာရှနိုင်ငံနဲ့နိုင်ငံဖြစ်ပြီးတော့အဲ့ဒီနိုင်ငံကြားကအကျိုးစီးပွားတွေဖြစ်တဲ့အစည်းအဝေးဤပညာစည်ရင်းနဲ့နိုင်ငံရေးပိုင်းဆိုင်ရာနယ်ပယ်တွေမှာ အာတယ်မှုတွေကကဘာကြီးရဲ့အခြေအနေတွေကိုအများကြီးလွှမ်းမိုးထားတယ်ဆိုတာကိုလည်းအားလုံးတွေ့ရမှာဖြစ်ပါတယ်။အကျိုးစီးပွားအာတယ်မှုတွေတွေကနေပယ်တစ်ခုဖြစ်တဲ့စီးပွားရေးနေပယ်မှာအမေရိကန်နဲ့တရုတ်တို့ကတနိုင်ငံနဲ့တနိုင်ငံကုန်သွယ်ရေးမှာများစွာမိခိုနေရပါမယ်။ကုန်သွယ်ရေးလုံခြုံရေးမှုတွေကုန်သွယ်မှုမကြီးများမှုတွေကြောင့်ကုန်သွယ်ရေးစစ်ပွဲတွေဒါဖြစ်ပေါ်နေကြတယ်လေဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီအမေရိကန်အနေနဲ့ဒီကုန်သွယ်ရေးစစ်မှာတရုတ်သွင်းကုန်ပေါ်ဒီ55ရာခိုင်နှုန်းနဲ့ တရုတ်ចောင်းသားတွေပေါ်ဒါဗီဇာရုပ်သိမ်းမှုတွေကိုလည်းဒါသဘောတူခဲ့ရပြီးတော့တရုတ်အနေနဲ့လည်းအမေရှားတပ်တုတင်ပို့မှုကိုဒါဆက်လက်တင်ပို့ဖို့ပေါ့လေအနှူးဥသဘောတူညီမှုရရှိခဲ့တာရင်တစင်ကုန်သေးစစ်ပွဲတွေရဲ့အခြေအနေကိုလည်းဒါရိုးကြဆဲခဲ့တာဖြစ်ပါတယ်ဒီပညာပြင်ဆိုင်မှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအမေရိကန်နဲ့တရုတ်တို့ဟာ 5G ဉာဏ်ရည်တို့ဒါ AI ပေါ့လေပြီးတော့ဒီကွန်ပျူတာဤပညာအာဂါသဆူဇန်လေးလာရေးအပါအဝင်ဒါတခြားသောဤပညာလွှမ်းမိုးမှုဆိုင်ရာပြင်ဆိုင်မှုတွေလည်းဒါပြင်းထန်နေရတာဖြစ်ပါတယ် အထူးသဖြင့်ကတော့ဒီ Huawei ဒါ ZTE တို့လို့ဒါတရုတ်ကုမ္ပဏီတွေကိုဒါ American ကပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပေမဲ့အဲ့ဒီပိတ်ဆို့မှုကနေပေါ့လေရုံးထွက်နိုင်ခဲ့တာကြောင့်ဒါဤပညာနေပင်မှာဒီ American ရဲ့ဩဇာရောက်ကြလာတာကိုလည်းဒါတင်မြန်မှာဖြစ်ပါတယ်။ဒါအပြင်ဒါတုံတရုတ်ပင်လင်းနဲ့ဒါထိုင်ဝမ်အရေးကိစ္စကလည်းဒါ American နဲ့တရုတ်ကြားမှာငင်းပွားဖွယ်ရာအဓိကအသိမှုတစ်ခုဖြစ်ပါတယ်။ American ကဒီဂျပန်တောင်ကိုရီးယား၊ဩစတြေးလျ၊ဒါအိန္ဒိယတို့နဲ့မဟာမိတ်ဖွဲ့ပြီးတော့ဒီတရုတ်ရဲ့ဩဇာလွှမ်းမိုးနိုင်မဲ့အခြေအနေကိုဒါဟန်တာနေတာဖြစ်သလို တရုတ်အနေနဲ့လည်းဒီရုရှားပါကစ္စတန်နဲ့ဒီတခြားဒီအာရှနိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့အမေရိကန်ရဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာဒီတံပြန်နိုင်ဖို့အတွက်ကိုလည်းအစီအမံတွေချမှတ်ပြီးတော့ဒါလှုပ်ဆောင်နေတာဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးဘက်မှာဆိုလို့ရှိရင်လည်းဒီတရုတ်ကဒါအရှိန်ဟုန်မြင့်တက်လာပြီးတော့ဒီအမေရိကန်ရဲ့စီးပွားရေးလွှမ်းမိုးမှုကိုဒါစိန်ခေါ်နေတာလည်းဖြစ်ပါတယ်။တရုတ်ရဲ့ဒါ BRI ဆိုတာကလည်းဒီကမ္ဘာတဝန်းမှာရှိတဲ့ဒီနိုင်ငံတွေနဲ့စီးပွားရေးချိတ်ဆက်မှုတွေကိုဒါတွန်းမြှင့်နေစေဖြစ်တယ်ဆိုတာကိုလည်းအားလုံးဒါတွေ့ရမှာဖြစ်ပါတယ်။ ဆိုတော့တစ်ဖက်မှာလည်းဒီမြန်မာနိုင်ငံဆိုတာကဒီတရုတ်နဲ့အိန္ဒိယကြားမှာရှိတယ်ပေါ့လေဒါမဟာဗျူဟာမြောက်ဒါတည်ရှိနေတာဖြစ်ပြီးတော့ဒေသအတွင်းမှာဒါအိန္ဒိယရဲ့ဒါဥစ္စာလွှမ်းမိုးမှုကိုဒါတံပြန်ဖို့အတွက်လည်းဒါတရုတ်အနေနဲ့ရည်ရွယ်ထားတာဖြစ်တယ်ဒါတရုတ်နိုင်ငံရဲ့ဒါ BRN ဒစိတပိုင်းဖြစ်တဲ့ CMEC ကိုဖျက်ပြီးတော့ဒါအိန္ဒိယသမုဒ္ဒရာတို့ဒါကုန်းလန်းလမ်းကြောင်းတစ်ခုဒါပန့်ပိုးပေးတာအပြင်ကုန်းသွယ်ရေးအတွက်ဒါ40ရာခိုင်နှုန်းအထိအသုံးပြုနေရတယ်ဒီမလကရေလက်ကြားတို့လိုဒါရေလမ်းကြောင်းအပေါ်မှာပြီးကိုအားထားမှုကိုဒါရှုတ်ရှားဖို့ဒါမှမဟုတ်ဒါထိန်းချုပ်နိုင်ဖို့ ိုးပန်းနေတာကြောင့်မြန်မာနိုင်ငံဟာတရုတ်နိုင်ငံအတွက်ပထဝီအနေထားအရာပေါ့လေဒါအရေးကြီးနေတာလည်းဖြစ်ပါတယ်။တကယ်လို့ဒါတရုတ်သားမြန်မာနိုင်ငံကိုဒါသူတို့ရဲ့အကျိုးစီးပွားအတွက်အကျိုးအမြတ်ရှိတယ်ဒါအိန္ဒိယသမုဒ္ဒရာကိုဒါအုံပြုခွင့်ရမယ်ဆိုရင်လက်ရှိအစိုးရကိုဖြစ်စေလက်နက်ကန်အဖွဲ့တွေကိုဖြစ်စေဒါထောက်ခံပြီးတော့ထောက်ပံ့ပေးလိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့မြင်မိတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ရှမ်းမြောက်ဖြစ်စဉ်မှာဒါရှမ်းမြောက်ကိုပေါ့လေလက်နက်ကန်တပ်တွေကကျူးကျော်တာကဒီမြင်သာတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ အဲ့တော့အခုဆိုရင်ဒါတရုတ်ရဲ့ချင်းကပ်ပုံနီလန်းနဲ့မတူတဲ့ပုံစံနဲ့ဒီအမေရိကန်ကဒီမိုကရေစီအင်အားစုတွေကိုဒါထောက်ခံမှုပေးပြီးတော့မြန်မာတပ်မတော်ကိုဒါအမျိုးမျိုးသောအေးအေးပိတ်ဆို့မှုတွေချမှတ်ပြီးတော့ဒီမြန်မာနိုင်ငံရေးကိုပေါ့လေဒါဝင်ရောက်ဆုတ်ဖက်နေတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံပြည်တွင်းရေးကိုဒါဒီမိုကရေစီလိုလားတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်ဆုတ်ဖက်နေပေမဲ့လည်းဒါတရုတ်ရဲ့ဥစားကမဖြေကြတာဒါအဓိကကြားနေတာဖြစ်ပါတယ်အကြောင်းရင်းရတော့မြန်မာနိုင်ငံအနေနဲ့ပေါ့လေဒါတရုတ်တွေဒါယင်းနှိမ့်မြှောက်နှံမှုများပြတဲ့ BRN လမ်းကြောင်းတွေဒါအိန္ဒိယသမုဒ္ဒရာကိုဒါအတားအဆီးမဲ့ အသုံးပြုနိုင်တဲ့နေရာတစ်ခုအဖြစ်နဲ့အရေးပါလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆိုတော့ဒါပေမဲ့လည်းဒီ Greenland Zone ကိုဒါ American အနေနဲ့ရသွားခဲ့မယ်ဆိုလို့ရှိရင်မြမအရေးကိုဒါလုံးဝစိတ်ဝင်စားရတဲ့အခြေအနေတွေကိုဒါရောက်သွားနိုင်ရလဲဖြစ်တယ်။ဆိုတော့ဒါပေမဲ့လည်းဒါကဒါရေကူတဲ့အရေးကိစ္စတော့မဟုတ်ဘူးပေါ့လေ။အဲ့တော့လက်ရှိမြန်မာနိုင်ငံရဲ့အခက်အခဲကနေဒါရုန်းထွက်နိုင်ဖို့အတွက်ဆိုရင် American နဲ့တရုတ်တို့ရဲ့အားပြန်မှုတွေရှားမှာမြန်မာနိုင်ငံအနေနဲ့ပေါ့လေဒါမျှတစွာရည်တည်နိုင်ဖို့လိုအပ်ပြီးတော့နိုင်ငံလုံးနဲ့လေဒါကွန်မွန်ရဲ့ဆက်ဆံရေးကိုဒါတိစောက်ထင်းသိထားနိုင်ဖို့ဒါအထူးလိုအပ်ပါတယ်။ တောင်တယောက်ပင်လယ်မှာတယောက်အမေရိကန်အပြိုင်မှုကမြန်မာနိုင်ငံကိုတပ်ပထွေးနိုင်ငံရေးအရပေါ့လေမဟာပြူဝမြောက်နိုင်ငံတနိုင်ငံဖြစ်လာစေခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်လက်ရှိမြန်မာနိုင်ငံရေးအကြက်တေးကနေဒါရုံးထွက်နိုင်ဖို့အတွက်တယောက်နဲ့အမေရိကန်တို့ရဲ့ဒါအပြိုင်မှုတွေကိုဒါအခွင့်ကောင်းယူပြီးတော့ကောင်းမွန်တဲ့နိုင်ငံရေးမဟာပြူဝတရက်ဒါချမှတ်နိုင်ဖို့ဒါအထူးလိုအပ်ပါတယ်။အထူးသဖြင့်ဒါသူတို့ရဲ့ဒါလိုအပ်ချက်တွေကိုဒါကိုယ့်ရဲ့ဒီအားသာချက်အဖြစ်နဲ့ပေါ့လေဒါအသုံးပြုနိုင်ဖို့ဒါအထူးလိုအပ်ပါတယ်။ မြန်မာတရုတ်နေဆက်ဆိုတာဒီဝင်ထွက်လေတာအကြောင်းမို့လို့ဒါတရုတ်ကပေါ့လေဒါနေဆက်ဒေသတွေမှာမြန်မာတပ်မတော်ကိုဒါတိုက်ခိုက်နေရဲ့မြောက်ပိုင်းအကြမ်းဖက်အဖွဲ့တွေအပါအဝင်ဒီတခြားသောဒီပြည်နယ်နဲ့ကိုင်အဖွဲ့တွေကိုပါဒီဥစ္စာတက်ရောက်နိုင်ဖို့အတွက်ပေါ့လေဒါလောက်ဆောင်နေရတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ဒီမြန်မာရဲ့မတည်ငြိမ်မှုတွေဒါတရုတ်တို့ပြတ်နေမလာရေးကလည်းဒါတရုတ်ရဲ့အဓိကစိုးရိမ်မှုဖြစ်လာနိုင်တယ်နောက်တစ်ချက်ကတော့ဒီတရုတ်နိုင်ငံရဲ့ပေါ့လေဒါ BRN လမ်းကြောင်းမှာမြန်မာနိုင်ငံကအဓိကကျတဲ့နေရာကနေဒါပေါင်းဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိုက်ကန်းတွေလမ်းတွေမိသားလမ်းတွေပါဝင် ဒီလိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဒါစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကူအညီပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီတရုတ်နဲ့ဆက်ဆံရေးကိုလည်းဒါကောင်းမွန်အောင်ဒါဆက်လက်ထိန်းသိမ်းထားဖို့ဒါလိုအပ်လိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိရယ်အမေရိကန်အနေနဲ့လည်းဒီမမတ်တမတို့ကဒီအာနာထင်းကြီးရဲ့နောက်ပေါ့လေဒါဒီစီးပွားရေးပိတ်ဆို့မှုတွေဒါပြုတ်လောက်ခဲ့တယ်ဆိုပေမဲ့မြမရေနံနဲ့သဘာဝတန်းခွေလုပ်ငန်းကိုဒါထိခဲ့တာမျိုးတွေမရှိဘူးပြီးတော့မြန်မာနိုင်ငံနဲ့ဒါစီးပွားရေးဆက်လက်လှုပ်ဆောင်နေတဲ့ပေါ့လေဒါထိုင်းစွမ်းအောင်ကုမ္ပဏီတွေ စင်ကာပူကဗန္ဒာရေးလုပ်ငန်းတွေပါဝင်ဒီတခြားဆက်ဆက်လုပ်ငန်းတချို့ကိုလည်းဒါရေးယူပိတ်ဆို့မြတာမျိုးတွေဒါမရှိခဲ့ဘူးပေါ့လေအဲ့တော့ဒီ American ဘက်ကနေဒါအဲ့လိုမျိုးဒါတင်းတင်းသိမ်းသိမ်းဒီလှုပ်ဆောင်တာကဒီဒေသအတွင်းတခြားနိုင်ငံတွေဖြစ်တယ်ပေါ့လေအထူးသဖြင့်ဒီထိုင်းနိုင်ငံကိုဒါကျင်းတ်အောင်လှုပ်ပေးဖို့ပေါ့လေဒါရွေးပုံရတယ်ဒါကြောင့်ဒီမြန်မာနိုင်ငံအနေနဲ့ပေါ့လေဒါအာဆီယံနိုင်ငံတွေနဲ့ဒါဆက်ဆံရေးတိုးမြှင့်တာတွေ American ရဲ့ဒီမိတ်ဖက်ဖြစ်လာတဲ့ပေါ့လေဒါအိန္ဒိယနဲ့နိုင်ငံရေးအရာဒါပူးပေါင်းမှုမြင့်တင်တာတွေအပါအဝင် American ရဲ့ဒါ democracy လိုလာတဲ့အကြောင်းပြချက်ကိုပြုလုပ်ပေးသောအပြင်ပေါ့လေ ါဒီ American နဲ့ဒါတင်းမာတဲ့ဆက်ဆံရေးတွေကိုဒါပြေလျှော့ပေးနိုင်လိမ့်မယ်လို့လည်းဒါကျွန်တော်တို့လည်းဒါသုံးသပ်မိတယ်။အဲ့တော့လက်နက်ကင်ပဋိပက္ခတွေရဲ့ဒါအရင်အမြစ်ကလက်ရှိမှာပေါ့လေ။ကိုဂျိုးစည်းဘွားဘက်ကိုဒါရောက်ရှိလာနေပြီလို့ဒါပြောရမှာဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်ဒီကိုဂျိုးစည်းဘွားတွေကိုဒါမှတ်မှတ်တတ်တာပေါ့လေ။ဒါလုံဆောင်ချက်ကလက်ရှိနိုင်ငံရေးရဲ့ဒါအဓိကတိုးချက်ဖြစ်လိမ့်မယ်လို့လည်းကျွန်တော်တို့လည်းမြင်မိတယ်။လက်နက်ကင်ပဋိပက္ခနဲ့ဒါပြည်တွင်းချင်းချင်းရေးကိုဒါပို့ဆောင်နိုင်ဖို့အတွက်ဒီအဓိကအဖြစ်တော့ဒါပြည်သူတွေရဲ့လိုလားမှုအထောက်ခံမှုတွေလည်းဒါရယူနိုင်ဖို့ဒါလိုအပ်မှာဖြစ်ပါတယ်။ ပြည်သူတောက်ခံမှုရှိတဲ့ဒါအစိုးရတရက်ကိုဒါဖန်တီးပေးသောအပြင်ဒီကောင်းမွန်တဲ့အရေးတစ်ခုဒါဖြစ်လာနိုင်ရလို့လေဒါကျွန်တော်နေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်